တောင်ဆူဒန်စစ်တပ်ကနိုင်ငံအရှိမြောက်ပိုင်းရှိမငြိမ်မသက်ဖြစ်နေတဲ့ဒေသမှာလူငယ်တဲ့လကမီးလောင်ပုံလက်နက်များကောင်းကင်မှတဲချမှုကြောင့်ကလေးများအပါအဝင်လူ60နီးပါးတေဆုံးခဲ့တယ်လို့လူခွေရီလေးလာဆောင်ကြီးအဖွဲ့ကပြောကြားပါတယ်။တောင်ဆူဒန်မှာကာလာကြာရှည်ကျန်းဖက်မှုများဖြစ်ပွားနေပေမဲ့အထက်နိုင်ပြည်နယ်မှာလက်တလောကာလာအတွင်းတမရဆေဗာကီယာနဲ့ဒူးတမရရီရက်မာချာရိုကိုထောက်ခံသူများကြားပြိပခတ်များဖြစ်ပွားလျက်ရှိပါတယ်။အလွန်စည်ရဲချုပ်တက်နေတဲ့တောင်ဆူဒန်နိုင်ငံဟာ လွတ်လပ်ရေးရရှိခဲ့တဲ့2011ခုနှစ်နောက်ပိုင်းလုံခြုံရေးပြဿနာများဖြင့်ရင်ဆိုင်နေရပြီး၅နှစ်ကြာ ပြည်ရေးစစ်ပွဲကိုအဆုံးသတ်စေခဲ့တဲ့ငြိမ်းချမ်းသဘောတူညီချက်ဟာပျက်စီးမဲ့အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။နာစီယာလောင်ကြီးချက်နဲ့ယူလန်ကောင်တီတွေပြင်အထက်တိုင်းပြည်နယ်မှာတိုက်ခိုက်မှု၄ကြိမ်ထက်မနည်းဖြစ်ပွားပြီးအင်တာဗျူးမေးမြန်းသူတွေရဲ့ဖြစ်ကြချက်အရမိလောင်ဘုံတွေတုံးခဲ့တယ်လို့သိရပါတယ်။အဲဒါကြောင့်လူ98ဦးထက်မနည်းသေဆုံးပြီးလူတော်တော်များများဆူဆူရော်ရော်မိလောင်ကုန်ကြပါတယ်လို့လူခွေရီအဖွဲ့ကဆိုပါတယ်။ ။အစိုးရကလူနေထူထပ်တဲ့နေရာတွေမှာဒီလိုလက်နက်တွေသုံးတာဟာစစ်ရဆွေးမှုကျွလွန်နာမျိုးဖြစ်ပွဲရှိပါတယ်လို့ပြောကြားခဲ့ကာ၎င်းတရားမဲ့တိုက်ခိုက်မှုများကိုရပ်တန့်ရန်တောင်စုတဲ့အစိုးရအားတောင်းဆိုပေးရန်အတွက်ကုလသမဂ္ဂကိုတိုက်တွန်းခဲ့ပါတယ်။၎င်းဒေသများတွင်ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့များချက်ချင်းစီလို့ရန်လဲတောင်းဆိုခဲ့ပါသည်။တောင်းဆိုရန်ဆိုရက AFP သတင်းဌာနရဲ့မှတ်ချက်တောင်းဆိုမှုကိုပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။ ၎င်းဒေသတဝန်းမှာရှိတဲ့ရဲသားများနဲ့အင်တာဗျူးမေးမြန်းမှုအရာမတ်လ16ရက်မှ19ရက်အတွင်းလောင်ကြီးချက်ကောင်တီရဲ့မာတီယန်ကျေးရွာမှာလူ20တဦးထက်မနည်းတေဆုံးခဲ့တယ်လို့ HRW ကဆိုပါတယ်။၎င်းကာလာတူအတွင်းနာစီယာမျိုးကိုပြစ်မှတ်ထားပြီးတိုက်ခိုက်မှုများလည်းရှိပါတယ်။